အောက်စုတွင်ဂိုးပြန်နိုင်ပွဲဆက်မှုရက်တံမှုမရှိတဲ့ပေါ်တူဂီဒုက္ခဆိုစနေနေ့ညဥရောပဆုံကမ္ဘာဖလားခြေစစ်ပွဲပွဲကျူသုံးသက်ချက်များအားလုံးပဲမင်္ဂလာပါပလေးမိတ်ကဂျာနယ်ကနေပြန်လည်ကြိုဆိုပါရယ်ဒီကနေ့မှာတော့စနေနေ့ညအတွက်ကမ္ဘာဖလားခြေစစ်ပွဲဥရောပဆုံပွဲကျူသုံးသက်ချက်တွေကိုကြောင်ရှင်ဒုက္ခဆိုရဲ့သုံးသက်ချက်အနေနဲ့နားဆင်ရမှာပါလက်ဗီးယားနဲ့အန်ဒိုရာည9:30အောက်စုအောက်ဆုံးနှစ်သင်းဆိုပေမဲ့လက်စဗီးယားက၄မှတ်ရထားပြီး အန်ဒရူဟာကတမတ်မှမရသေးပါဘူး။လက်စပီးယားရခဲ့တဲ့လေးမှတ်ထဲကသုံးမှတ်ဟာတလုံးနဲ့သောဂိုးနဲ့အနိုင်ရခဲ့တဲ့အန်ဒရူဟာနဲ့ပထမအကြော့အဝေးဝင်းပွဲမှာရခဲ့တာပါ။အန်ဒရူဟာကတော့အုပ်စုတွင်အဝေးဝင်း၃ပွဲစလုံးမှာအနိုင်ဆုံး၂ဂိုးနှုန်းပေးနေရသလိုတွင်းဂိုးလည်းမရှိသေးပါဘူး။ဒါကြောင့်အင်ရှင်ရဲ့အရေးအောက်ကိုခိုလုံရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။ဟန်ဂေရီနဲ့အာမေးနီးယားည၁၀နာရီ၃၀ဟန်ဂေရီက တမတ်သာရသေးပေမယ့်အုပ်စုတွင်၂ပွဲစလုံးမှာ၂ဂိုးစီတွင်းနိုင်ခဲ့တာဖြစ်ပြီးပေါ်တူဂီကိုလည်း2-3နဲ့ကက်ရှုံးခဲ့ပါတယ်။ ပေါ်တူဂီကသာရှုံးပြီးသုံးမှတ်ရထားတဲ့အာမေးနီးယားကလည်း short တက်လို့တော့မရပါဘူး။လက်ရှိအချိန်မှာဟန်ဂေရီခံစစ်ကအားနည်းနေလို့ရလာမကောင်းရင်တော့အာမေးနီးယားကိုပြန်ရနိုင်ပါတယ်။ဟန်ဂေရီနဲ့ကိုပြတ်တာမျောမဲ့အစားဒီလိုပွဲစဉ်မျိုးမှာကိုအများကိုအားပေးတဲ့နဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။ Norway နဲ့ Israel ညစင်နာရီ30ရာနှုန်းပြီးအနိုင်နဲ့အတူ Norway ဟာအုပ်စုအမှတ်ပေးစရာကို6မှတ်ဖြတ်ပြီးဥဆောင်နေပါတယ်။နော်ဝေးအောက်စုတွင်အင်ကွဲနှစ်ပွဲစလုံးကိုလည်းကိုမြူထားပါတယ် နောက်ဆုံးပွဲမှာအီတလီကို4-5ကိုနဲ့ကက်ရှုံးခဲ့တဲ့အစ္စရေးမှာလည်းအုပ်စုဒုတိယမျောလင်းချက်ရှိနေပါသေးတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးများကိုအားပေးတဲ့နဲ့ပွဲစဉ်မျိုးလိုသုံးသပ်ထားပါတယ်။နောက်ထပ်ပွဲစဉ်ကတော့ဘူဂေးရီးယားနဲ့တူရကီညတနာ25ဘူဂေးရီးယားဟာအုပ်စုတွင်တမတ်မှမရသေးသလိုတကိုးမှလည်းမသွင်းနိုင်သေးပါဘူး။တူရကီကတော့စပိန်ကို6-0ဝန်းနဲ့ရှုံးခဲ့ပေမဲ့ဂျော်ဂျီယာလိုအသင်းကိုအဝေးကွင်းနိုင်ခဲ့လို့သုံးမှတ်ရထားပါတယ်။ ။နောက်အပြင်တူရကီဟာပြိုင်ပွဲအတွင်နောက်ဆုံးအဝေးဝင်း၄ပွဲမှာလည်း၃ပွဲနိုင်ထားပါရယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာတူရကီကိုစဉ်းစားသင့်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါရယ်။အက်စတိုးနီးယားနဲ့အီတလီညတနာ25အုပ်စုတွင်၃ဘွယ်ဆက်၉ပေါက်ပျောက်ထားတဲ့အက်စတိုးနီးယားဟာအီတလီကိုခံစစ်အသားပေးနေပဲရင်ဆိုင်မှာပါ။အက်စတိုးနီးယားဟာအုပ်စုတွင်နောက်ဆုံးအင်ကွင်းပွဲတုန်းကလည်းနော်ဝေးကိုတလုံးနဲ့တော့ဂိုးနဲ့သာကက်ရှုံးခဲ့တာပါ။အီတလီကတော့အဝေးဝန်းပွဲတွေမှာဂိုးသင်းချေမမှန်ပါဘူး။ ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးနေကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။နောက်ထပ်ပွဲစဉ်ကတော့ပေါ်တူဂီနဲ့အိုင်ယာလန်ညတနာ15အုပ်စုတွေနှစ်ပွဲစလုံးနိုင်ထားတဲ့ပေါ်တူဂီဟာအဲ့ဒီနှစ်ပွဲစလုံးမှာအနိုင်ဆုံး3ဂိုးနှုန်းသွင်းနိုင်ခဲ့ပါတယ်။တမတ်သာရသေးတဲ့အိုင်ယာလန်ကတော့အုပ်စုတွေနှစ်ပွဲစလုံးမှာ2ဂိုးစီပေးထားရပါတယ်။ဒါ့အပြင်အာမေးနီးယားလိုအသင်းကိုတော့2ဂိုးပေးထားရတဲ့လက်ရှိအိုင်ယာလန်ရဲ့ခံစစ်ကအတော်ညံ့ပါတယ်။ပေါ်တူဂီအနိုင်ဆုံး2ဂိုးပြတ်ကနေစကြည့်ရမယ်ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။ဆော်ဗီယာနဲ့အယ်ဘေးနီးယား ည7:55တမတ်တာကွာထားတဲ့အုပ်စုတတိယနဲ့ဒုတိယရဲ့တွေ့ဆုံမှုပါပြီးခဲ့တဲ့ဇွန်လအယ်ဘေးနီးယားကွင်းမှာပထမအကြိမ်တွေ့ဆုံတော့ဘဲဥမကွဲခဲ့ကြပါဘူးလက်ရှိမှာလည်းနှစ်သင်းစလုံးဟာတိုက်စစ်ပိုင်းရုန်းကန်နေကြပါတယ်ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးအနည်းကိုအားပေးသင့်ပါတယ်လို့သုံးသပ်ထားပါတယ်စပိန်နဲ့ဂျော်ဂျီယာည7:55စပိန်ကအုပ်စုတွေနှစ်ပွဲစလုံးကိုအနိုင်ဆုံး၃ဂိုးပြတ်နေနိုင်ထားပါတယ်ဒါပေမဲ့လက်ရှိစပိန်အသင်းမှာလမိုင်းရာမင်နဲ့နီကိုဝီလီယံတို့အပါအဝင် အတိကကစားသမားတော်တော်များများမပါနိုင်ပါဘူး။ဒါကြောင့်ကိုသွင်းချေရှိရဲ့ဂျော်ဂျီယာကိုစပိန်အလွဲတကူနိုင်ပါမလားဆိုတာဟာတန်တရားဝင်စရာပါ။စပိန်သုံးဂိုးမပြတ်နိုင်လို့ဂျော်ဂျီယာကိုအပိသင်းနဲ့ပွဲစဉ်မျိုးလိုသုံးသက်ထားပါရယ်။ Playmaker နားဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါရယ်။ကျွန်တော်တို့ Playmaker ရဲ့နောက်ဆုံးရပွဲကြိုသုံးသက်ချက်အပြည့်စုံကိုတော့ Playmaker ရဲ့ Telegram Channel မှာလာရောက်ဖတ်ရှုလို့လည်းရပါရယ်။တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါရယ်။